လူဦးရေ9သိန်းနီးပါးနေထိုင်တဲ့နှိုင်းသာယာမြို့နယ်တည်ငြိမ်လုံခြုံရေးအတွက်လက်ရှိရဲစခန်းအင်အားနဲ့မလုံလောက်တာကြောင့်နေမြေရဲစခန်းတစ်ခုထပ်မံဆောက်လုပ်ဖို့အတွက်ပြည်ရင်းဝင်ကြီးဌာနကိုတင်ပြထားတယ်လို့ရန်ကုန်မြို့တော်ဝန်ဦးလာမြင့်ကဩဂတ်စ်လ19ရက်နေ့ကပြုလုပ်တဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။လိုင်သာယာမြို့နယ်မဲဆန္ဒနယ်အမှတ်၈လွတ်တော်ကိုယ်စားလှယ်ဦးကျော်မျိုးကလိုင်သာယာမြို့နယ်နေပြည်သူတွေလုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးအတွက်လက်ရှိရဲစခန်းအင်အားနဲ့မလုံလောက်နိုင်ကြောင်းလေ့လာသိရှိရတာကြောင့် မြို့နယ်အတွင်းရဲစခန်းအစ်စ်တစ်ခုထပ်မံတိစောက်ပေးဖို့နဲ့ရဲအင်အားဝန်ထမ်းတိုးချဲ့ချထားပေးဖို့အစီအစဉ်ရှိမှရှိမေးမြန်းမှုအပေါ်ရန်ကုန်မြို့တော်ဝန်ကဖြေကြားခဲ့တာဖြစ်ပါတယ်။နှိုင်းသာယာမြို့နယ်ဟာလူဦးရေထူထပ်ပြီးစက်ရုံအလုံယုံတွေတရှိကအခြားမြို့နယ်တွေထက်လူဦးရေပုံမထူထပ်တာကြောင့်ခိုးဆိုးလူရဲမှုတွေမကြာခဏဖြစ်ပွားပြီးတည်ငြိမ်အေးချမ်းရေးလုံခြုံရေးမရှိမဖြစ်လိုအပ်တဲ့မြို့နယ်ဖြစ်ကြောင်းနေကင်းကြောင်တောင်လူရဲမှုအုပ်စုဖွဲ့အရန်ကားမှုတွေတွေ့ရှိနေကြောင်း စစ်ရုံအလုံယုံတွေကညပိုင်းအလုံစင်းချိန်တွေမှာလူရဲ့ရန်ကားမှုတွေရှိနေကြောင်းလှိုင်သာယာမြို့နယ်မဲဆန္ဒနယ်အမှတ်တေလွှတ်တော်ကိုယ်စားလှယ်ဦးကျော်မျိုးရဲ့ပြောကြားချက်အရသိရပါဗျ။လှိုင်သာယာမြို့နယ်ဟာလူဦးရေပေါင်း6,900 5,000ကျော်နေထိုင်တဲ့မြို့နယ်ဖြစ်ပြီးရန်ကုန်မြို့မှာလူဦးရေအများဆုံးဖြစ်တယ်လို့သိရပါဗျ။လှိုင်သာယာမြို့နယ်မှာလက်ရှိရဲတပ်ဖွဲ့အင်အားအရာအရာရှိ24ဦးအခြားအဆင့်163ဦးစုစုပေါင်း183ဦးသာရှိရာကြောင်း နိုင်တရာမြို့နယ်နေပြည်သူပေါင်း3820ဦးကိုရဲတပ်ဖွဲ့ဝင်တအူးကစောင့်ရှောက်နေရတဲ့အနေအထားဖြစ်ကြောင်းရဲတပ်ဖွဲ့ဝင်အင်အားအရာအခက်အခဲဖြစ်နေတာမှန်ကန်ပြီးနေမြေရဲစခန်းတစ်ခုတိစောက်နိုင်ရေးအတွက်ပြည်ရင်းဝင်ကြီးဌာနကိုလှုံထုံးလုံကြီးတွေနဲ့အညီတင်ပြဖို့အစီအစဉ်နေကြောင်းရဲတပ်ဖွဲ့ဝင်အင်အားကတော့ဖွဲ့စည်းပုံအရာအရေးအတွက်ရုံနေပြီးတိုင်းဒေသကြီးတစ်ခုလုံးဆောင်ရွက်နေရတာဖြစ်တာကြောင့်လုံခြုံရေးအင်အားတိုးချဲ့ဖို့အစီအစဉ်မရှိသေးကြောင်းရန်ကုန်မြို့တော်ဝန်ကပြောကြားခဲ့ပါတယ်။ လှိုင်တာယာမြို့နယ်မှာလူသက်မှုဓမြမှုအမျိုးအစားတွေပါဝင်တဲ့အမှုကြီးဆယ်မှုဖြစ်ပွားနှုန်းဟာ2013ခုနှစ်မှာ36မှု2014ခုနှစ်မှာ48မှုနဲ့2015ခုနှစ်ဇွန်လအထိ28မှုရှိရလို့သိရပါဗျ။